မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 12ရက်နေ့မနက်ပိုင်းရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်မှာတရုတ်ရေနံနဲ့တဘာဝတန်းွေပိုက်လိုင်းစောင့်နေစစ်ကောင်စီတပ်သား2ဦးကိုရဲတပ်ဖွဲ့ကပစ်ခတ်လို့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့က August 12ရက်နေ့မနက်7:00နာရီဝန်းကျင်မှာတောင်သာမြို့နယ်အေးရွာချေးရွာအနီးကတရုတ်ရေနံနဲ့တဘာဝပိုက်လိုင်းစောင့်နေစစ်ကောင်စီတပ်သား2ဦးကို ဝဲလောင်ကြီးပါကစေကောင်းစီလက်အောက်ခံရဲစခန်းမှုရာဇာကြီးဥဆောင်တဲ့အဖွဲ့ကတွားရောက်ပြီးတော့ပြစ်ခတ်ခဲ့တယ်လို့သိရပါဗျ။ကြော့ပြူကနေပြီးတော့တရုတ်ပိုက်လိုင်းကတောင်သာနထိုးကြီးကိုဖျက်ရတာမှာတောင်သာမျိုးရဲ့အနောက်တောင်ဘက်အေးရွာမှာ gas station ရှိပါတယ်။အဲ့ဒါကတော့အသေးစားပုံစံမျိုးပါ။စောင့်ကြက်ရုံသဘောမျိုးပဲ။အေးရွာနဲ့ဝဲလောင်ကတော့ရွာချင်းဆက်ဝဲလောင်ကြောက်ပရောင်းပေါ့။အေးရွာနဲ့စေကောင်းစီတွေကဝဲလောင်ပေါ်တက်ပြီးတော့လက်ဖက်ရည်တောက်ကြတာတွေရှိပါတယ်။အဲ့ဒါကိုရဲစခန်းကရဲစခန်းမှုဥဆောင်တဲ့အဖွဲ့က ရွှေမန်းတလေးလဖေးဆိုင်တဲကိုဝင်ပြီးတော့ပြစ်ခတ်တာလို့တောင်သာပကဖကတာဝန်ရှိသူကရှင်းပြထားပါတယ်။ဒေသခံစစ်ရေးသတင်းရင်းမြစ်ကလည်းပြစ်ခတ်မှုကတော့တေချာပေါက်ဖြစ်သွားပါတယ်။ဝဲလောင်ကိုစစ်ကောင်စီတပ်သားတွေအရင်ကထက်ပို့ပြီးတော့ရောက်လာနိုင်တယ်လို့ပြောဆိုထားပါတယ်။တေသေးချာချာမသိတော့လေရင်တွေလာတော့မယ်ထင်ပြီးတော့ပြေးဖို့လုံနေကြသေးတယ်လို့မနေ့ကမနေ့ပိုင်းကပြစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဝဲလောင်ဒေသခံတအုပ်ကအတီးပြုတ်ပြောကြားထားပါတယ်။ ်အခုနှစ်မေလကစပြီးတော့တောင်တာမြို့နယ်အပါအဝင်မြင်းကြံနထိုးကြီးနယ်ငဇုံမြို့နယ်ကစစ်ကောင်စီရဲ့ဂိတ်စခန်းရဲစခန်းတွေနဲ့စစ်ကောင်စီတပ်သားတွေရှိရာ gas pipeline နေရာတွေကိုမြင်းကြံခရိုင်စစ်စင်ရေးအဖြစ်နဲ့တော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ထားပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်သားအယောက်90ကျော်တိတ်ဆုံးပြီးတော့လက်နက်တွေ10နဲ့ချီတိမ်းစီရမိခဲ့တယ်လို့သိရပါတယ်အဲ့ဒီမြင်းကြံခရိုင်စစ်စင်ရေးကိုလည်း ဆက်လက်ပြီးတော့အကောင့်ထဲဖုန်းနေကြောင်းတောင်သာပကပကပြောဆိုထားပါတယ်။ဒါအပြင်တောင်သာမြို့နယ်အပါအဝင်အနီးပတ်ဝန်းကျင်မှာစစ်ကောင်စီတပ်သားတွေနဲ့ရဲတွေကိုအရှင်ဖမ်းမိတာတွေလည်းရှိနေတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တမုတ်ချုံရွာအနီးတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်သား၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ၁၀ရက်နေ့မနက်၉နာရီကမှတနင်္သာရီမြို့နယ်တမုတ်ချုံရွာအနီးမှာတပ်ဆွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့များကဝေးရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းထိပ်တွေ့တိုက်ပွဲဟာညနေ၄နာရီထိဖြစ်ပွားခဲ့ပြီးတော့စစ်သား၄ဦးသေဆုံးက10ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လိုင်းရဲဘော်တချို့လည်းထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ဟာဇွန်လလနှောင်းပိုင်းကစတင်ပြီးတော့လေတောင်ရွာတမုတ်ချုံရွာအနီးမှာခြေကုပ်ယူထားတဲ့အတွက်တိုက်ပွဲများနေ့စဉ်ဖြစ်ပွားခဲ့ပြီးလက်နက်ကြီးများနဲ့ပြည်သူများကိုပြစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်တောင်ရင်ရွာအနီးရင်းရံနားတဲ့စားတောက်ဆိုင်ကိုအကြမ်းဖက်စစ်ခွေးတပ်က Jet Fighter ၄စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတော့ပြည်သူ၆ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်စ17ရက်နေ့မွန်းလွဲ၂နာရီခန့်မှာသခိုင်းမြို့နယ်တောင်ရင်ရွာအနီးရင်းရံနားတဲ့စားတောက်ဆိုင်ကိုအကြမ်းဖက်စစ်ခွေးတပ်ကတရုတ်ကနေတက်လာတဲ့ Jet Fighter ၂စီးနဲ့မိထီလာကတက်လာတဲ့ Jet Fighter ၂စီးတို့နဲ့လေကြောင်းတိုက်ခိုက်မှု အကြိမ်20ပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးတိုက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူ6ဦးသေဆုံးကထိခိုက်ဒဏ်ရာရှိသူတွေများပြားပြီးတော့သေဆုံးသူအရေအတွက်ဒိဋ္ဌထတ်တိုးနိုင်တယ်လို့သိရပါဗျ။ဒါအပြင်လေကြောင်းတိုက်ခိုက်မှုကြောင့်ကားလေးစီးလဲမီးလောင်ပျက်စီးသွားပြီးနေအိမ်တချို့လဲထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။အမှတ်3လမ်းရဲ့အရှိတ်အဆက်၊ဇကိုင်းနဲ့ဝက်လက်အဆက်စင့်ငိုင်နားမှာစစ်ကြောင်းရှိတဲ့အခါကျတော့ ခရီးသွားပြည်သူတွေကကုန်တင်ငားတွေကိုပိတ်မိနေတာအဲ့ဒီနားမှာရှိတဲ့စားတောက်ဆိုင်မို့ကိုတလုံးကြတယ်အနီးနားကဖုန်ကြီးเจ้าမို့ကိုလည်းကြတယ်လို့ပြောတယ်ကျွန်တော်တို့သိရတာကတော့ကနအုပ်ပြည်သူ6ဦးတိတ်ဆုံးသွားပါတယ်10ဦးကျော်လောက်ထိခိုက်ဒဏ်ရာရရှိထားတယ်ဘာတိုက်ပွဲမှမရှိပါဘူးလေးစီးနဲ့လာပြီးတော့ကျဲသွားတာလို့ Wallet Informational Network ကတာဝန်ရှိသူကအတိအပြုပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နာမည်ကြီးလိန်ပညာပေးအမျိုးသမီး vlogger VV Chan ဟာ ဥက္ကိုကိုကြီးရဲ့ပြည်သူပါတီအတွက်မဲဆွယ်ပေးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လိမ်မှုဆိုင်ရာပညာပေးဗီဒီယိုတွေကိုရိုက်ကူးတင်ဆက်ပေးနေတဲ့နာမည်ကြီး vlogger VV Chan ဟာပြည်သူပါတီရဲ့ဗကုံးမြို့နယ်ရုံးဖွင့်ပွဲကိုဩဂတ်6ရက်နေ့မှာတက်ရောက်ခဲ့ပြီးတဲ့နောက်အဲ့ဒီဖွင့်ပွဲမှာသူပါဝင်တဲ့ဓာတ်ပုံတွေနဲ့အတူရွှေမော်တော်မှာနားထွင်းမယ်။ခေါင်းဆောင်ဆိုတာကိုတွေကရွေးချယ်ရတာဖြစ်တယ်။ခေါင်းဆောင်ကကိုတွေကိုရွေးချယ်ရမှာမဟုတ်လို့အဲ့ဒီနေ့မှာရေးသားခဲ့ပါတယ်။ဒါအပြင်သူ့ရဲ့နောက်ထပ် Facebook စာမျက်နှာကနေလဲဘယ်ဘက်ကမှမဟုတ်ပေမဲ့ ဗမ်းမဲ့နေတဲ့ပါတီမဟုတ်ပါပြည်သူဘက်ကိုရက်တည်ပြီးတော့ပြည်သူအတွက်သာအကျိုးမျှော်မှန်းတဲ့ပြည်သူပါတီဖြစ်ပါတယ်လို့လည်းခန့်မှန်းရေးသားခဲ့တာကိုတွေ့ရပါတယ်စစ်ကောမရှင်က2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေမှာရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာပြီးတဲ့နောက်ပါတီတချို့ဟာစီယုံလှုပ်ရှားမှုတွေအပြိုင်ဆိုင်လှုပ်လာကြပါတယ်ဥက္ကကိုဦးဦးဆောင်တဲ့ပြည်သူပါတီကတော့ပါတီရုံးဖွဲ့ဘွဲတွေကိုအ धिक လှုပ်ဆောင်နေတာကိုတွေ့ရပါတယ်စစ်တပ်ကြောထောင်နောက်ခံကြက်ဖို့ပါတီကလည်းမကြခင်ကစစ်တပ်ကိုထောက်ခံတဲ့ဘောမအမှုပညာ ရှင်တွေအပါအဝင်စစ်တပ်ကိုထောက်ခံခဲ့တဲ့အမျိုးသားရေးလှုပ်ရှားသူတွေကိုလည်းတွေ့ဆုံပြီးစီယုံမှုတွေကိုလှုံ့ဆော်လာတာကိုတွေ့ရပါတယ်။စစ်ကော်မရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီ58ပါတီကိုခွဲပြုတ်ထားပြီးမယ်။လက်ရှိမှာတော့ကျန်းဖို့ပါတီ USDP ဒေါ်သက်သက်ခိုင်ရဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကိုကိုကြီးရဲ့ပြည်သူ့ပါတီ PP နဲ့ တဆညာပါတီတို့သာပါတီလှုပ်ရှားမှုတွေကိုအဓိကလှုပ်ဆောင်နေတာကိုတွေ့ရပါတယ်။စေကော်မရှင်ကထွက်ပေါက်အဖြစ်နဲ့ယူဆထားတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အနောက်နိုင်ငံတွေနဲ့အာဆီယံကကန့်ကွက်မှုတွေရှိနေပြီးတော့တော်လိုင်းအင်အားစုတွေနဲ့ ERO အများစုကလည်းရွေးကောက်ပွဲကိုလက်မခံဘူးလို့ထုတ်ပြန်ထားကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်ဘူးရွံ့မညိုကြီးရွာကအသက်33နှစ်အရွယ်မဦးခန့်ထေးဆိုတဲ့အမျိုးသမီးတဦးကိုလူကုန်ကူးမှုနဲ့ဆွတ်ဆွဲပြီးတော့အရခတ်တပ်တော် AA တပ်ဖွဲ့ဝင်များကဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မဦးခန့်ထေးကိုဇူလိုင်လနောက်ဆုံးပတ်က AA တပ်ဖွဲ့ဝင်များကသူ့ရဲ့နေအိမ်ကိုလာရောက်ပြီးတော့ဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။အိမ်ကိုလာပြီးတော့ဖမ်းသွားတာပါလူကုန်ကူးမှုလို့ပြောပါတယ်။ဒါပေမဲ့သူကအဲ့ဒီလိုမျိုးတွေမလုပ်ပါဘူး။ ူကသူ့ဆိုင်အတွက်ရန်ကုန်ကနေပြီးတော့ပစ္စည်းတွေတယ်ပို့လုပ်နေတာမနေ့ကတည်းကပါပဲအခုလူကုန်ကူးတယ်ဆိုပြီးတော့ဖမ်းသွားတာပဲလို့မိသားစုဝင်တဦးကရှင်းပြထားပါတယ်။မအူးခိုင်သေးဟာမိသားစုဝင်များနဲ့အဆက်အသွယ်မရရှိသေးပဲမိသားစုဝင်များကတွေ့ခွင့်ရရှိရေးအတွက်အေးအေးထမ်းမှာတောင်းဆိုနေကြတယ်လို့ပြောပါတယ်။အခုချိန်ထိဗမာရှိနေလဲဆိုတာသိချာမသိရတယ်လို့တွေ့ခွင့်လည်းမရသေးပါဘူး။တွေ့ခွင့်ပေးဖို့တာဝန်ရှိသူတွေကိုတောင်းဆိုထားပါတယ်လို့မိသားစုဝင်တဦးကပြောပြထားပါတယ်။မအူးခိုင်သေးဟာ တိန်ညိုကြီးပါမှာသပင်နဲ့ပတ်သက်တဲ့အလကုံပစ္စည်းများရောင်းချနေသူတအုပ်ဖြစ်ပြီးတော့လူကုန်ကူးတဲ့လုပ်ငန်းများကိုလုံဆောင်ခြင်းမရှိကြောင်းမိသားစုဝင်များကပြောဆိုနေကြပါဗျ။မတ်ဦးခိုင်ထေအားအေအေကလူကုန်ကူးမှုနဲ့တရားစွဲဆိုထားခြင်းဟာလည်းဘယ်တရားရုံးတွေမှာစစ်ဆေးနေလဲဆိုတာကိုမသိရသေးဘူးလို့မိသားစုဝင်တွေကဆက်လက်ပြောဆိုထားပါဗျ။ဖမ်းခံပြီးတော့လိုက်စုံစမ်းကြည့်တော့လူကုန်ကူးမှုနဲ့စွဲချက်တင်ထားတယ်လို့သိရပါဗျ။ဒါပေမဲ့ဘယ်ပုံမှန်နဲ့ဘယ်တရားရုံးမှာဘလို့မျိုးတွေလုံနေလဲဆိုတာဘာမှမသိရပါဘူး။ ဖမ်းသွားပြီးကြတဲ့ကတွေ့ခွင်တောင်မရဘူးလို့ပြောပြထားပါတယ်။ပြီးခဲ့တဲ့ဇွန်လကလည်းတောင်ကုန်းမြို့နယ်မအီမြို့အမှတ်3ရပ်ကွက်အတွင်းမှာနေထိုင်တဲ့ဦးဝင်းကြည်ဆိုသူကိုလည်းအေအေကလူကုန်ကူးတယ်ဆိုပြီးတော့ဖမ်းဆီးသွားတယ်လို့သိရပါတယ်။အေအေအနေနဲ့၎င်းတို့ထိန်းချုပ်ထားတဲ့နယ်မြေအတွင်းကဒေသခံများကိုပြည်ပနဲ့အခြားဒေသများကိုထွက်ခွာခြင်းတွေကိုတားမြစ်ထားပြီးတော့အခုလိုထွက်ခွာပါကထွက်ခွာသူများအပါအဝင်ပို့ဆောင်ပေးနေသူများကိုပါဖမ်းဆီးနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေနံချောင်းမြို့မှာအကြမ်းဖက်စစ်တပ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့တယောက်ကိုငွေကြက်3500နဲ့ပြန်ရွေးခိုင်းနေပြီးတော့ပတ်စံမပေးနိုင်တဲ့သူတွေကိုစစ်တပ်တင်တန်းချောင်းကိုပို့ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ17ရက်နေ့မှာရေနံချောင်းမြို့စစ်မှုဆောင်မှာအလုပ်လုပ်ကင်နေတဲ့ ကိုချင်းနဲ့36ရွာသားကိုလွင်မိုးကိုစစ်ခွေးတွေကပေါ်တာဆွဲဖမ်းဆီးသွားပြီးတော့တယောက်ကိုငွေကျပ်3500တောင်းခံနေတယ်လို့သိရပါတယ်။အကြမ်းမှာစစ်ခွေးများတောင်းခံတဲ့ပတ်စံမပေးနိုင်တဲ့အတွက်၎င်းတို့နှစ်ဦးကိုမကွေးမြို့ဘက်ကိုပို့ဆောင်ကစစ်တင်တန်းကျောင်းမှာဆေးစစ်မှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ရေနံကျောင်းမြို့မှာနေတိုင်းလိုလိုပေါ်တာဆွဲနေပါတယ်။မနေ့ကဆိုရင်ရေနံကျောင်းဆက်မှုဆောင်မှာအလုပ်လုပ်နေတဲ့ကိုချင်းနဲ့36ရွာသားကိုလွင်မိုးတို့ကိုစစ်ခွေးတွေကပေါ်တာဆွဲဖမ်းဆီးပြီးတော့ သိန်း900တောင်းတာမပေးနိုင်လို့ဆိုပြီးမကွင်းတို့ကစစ်တင်တန်းချောင်းကိုတန်းပြီးတော့ပို့လိုက်တယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်။အလားတူပဲစမှုဆုံးလုပ်ငန်းပိုင်ရှင်တအုပ်ရဲ့တားဖြစ်သူကိုလည်းအချက်ဘတ်စစ်ခွေးတက်ကဩဂတ်စ9ရက်နေ့မှာပေါ်တာဆွဲဖမ်းဆီးသွားခဲ့ပြီးတော့ငွေကျပ်သိန်း900နဲ့ပြန်လည်ရွေးထုတ်ခဲ့ရတယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလဲအ мян ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ